ဒီ back cover လေးကခွာလို့ရတယ်ဒါပေမဲ့ခွာရမလွယ်ဘူး Nothing Phone 3လို့ပဲ 7S Gen 3တိုးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့မိုက်မယ်ပေါ့နော်ဒီဖုန်းကိုကြော်ရီစမ်းသုံးပြီးရဲ့အချိန်ဖုန်းလုံးမှာ specs အမြင့်နေတကယ်ရောလိုလားဆိုရဲအတွေ့အကြုံတော့ဖြစ်လာတာပေါ့နော်ဆိုတော့ဖုန်းပါနေကြောက်လာတာတစ်ပတ်လောက်ကျော်ပြီဆိုတော့ကြော်ရီ review လေးလုပ်ဖို့အတွက်အချိန်လေးရောက်ပြီပေါ့အရင်ဆုံးဒီဖြုတ်တက်လုပ်လို့ရတဲ့အကြောင်းမျိုးအရင်ပြောမှာပေါ့နော်ဒီ back cover လေးကခွာလို့ရတယ်ဒါပေမဲ့ ခွာရမလွယ်ဘူးနည်းနည်းလေးနားရှုပ်သွားသလားတော့မသိဘူးအရှိကဖုန်းဝန်းတော့သူ့ရဲ့ back cover ကိုလဲတော့မို့သူတို့ grand cover ရဲ့ရောင်းခဲ့တယ်အခုကကြတော့ boot မှာ screwdriver တခါတည်းမပါလာတော့ဘူး jerry everything ကတော့ဖြုတ်လို့တက်လို့တခြားဖုန်းတွေထက်လွယ်လို့တော့ပြောတယ်ဒါပေမဲ့အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင် ip54 ရနိုင်ပါအောင်မလားဆိုတော့မဖြုတ်ပဲဒီတိုင်းလေးသူ့ရတဲ့သူထားတာပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ပြီးတော့ accessory တက်ဖို့အတွက်ကို universal cover ဆိုတာမျိုးလေးလိုလာတာပေါ့နော် ဒီနောက်ကစကူတွေကလည်းအိုက်တွက်ထားတာပြီလားဆိုပို့ပြီးတော့မှန်နေမယ်အဲ့ကဘာမက်ဂနက်လေးပါတယ်သူတို့ရဲ့ခက်ဝူတာဘာညာတက်တော့မယ်ဆိုအဆင်ပြေတယ်ဒါပေမဲ့ wireless charging တော့မရဘူးပေါ့ဆိုတော့ကင်ရတာကလုံးဝမိုက်လာတဲ့ဖုန်းဒါပေမဲ့အနောက်ကဘာညာအဲ့လိုဖြုတ်လို့မရတော့ကျွန်တော်ဖုန်းဝမ်းလောက်ကို ကလိလို့ကောက်မှမလားပေါ့နော် anyway plastic တုံးထားပြီးတော့လက်ထဲကင်ရတဲ့ hand feeling အကောင်းဆုံးဖုန်းဆိုရင်တော့လက်တလုံးမှာဒီကောက်မယ် ဂျင်းကျွေးနဲ့ပတ်သက်ရင်တော့ Amulet 120 Hertz 4G Plus ရမယ်ဆိုတော့ daily use တော့ okay တယ် color ဒီ natural ရော vivid ကို setting မှာတခါတယ်ပြောင်းလို့ရတယ် battery ကလည်း symmetric ဖြစ်တယ်ပြောလို့ရတယ်အဲ့ဈေးမှာပေါ့နော်မိုက်တယ်တခုပဲ manual brightness ကတော့ဒီ indoor မှာတဝက်လောက်ကိုတင်တင်ပြီးတုံးနေရတာအဲ့ဒီအချက်ကလေးကလွဲရင်တော့သူ့ရဲ့ disc တွေက more than enough လို့ပြောလို့ရတယ် enough မဖြစ်တာတော့သူရဲ့ stereo speaker ပဲပေါ့နော်ဒီဈေးမှာကျတော့တခြားဖုန်းတွေအနေထားအရာ stereo speaker AC တုံးရတယ်ဒါပေမဲ့ဒီကောင်ကတော့ ရာတိတ်တော့အားမရဘူးပေါ့နော်မပါတော့ဝယ်မယ်ဆိုရင်တော့သူ့ရဲ့ CMF earbuds လေးနဲ့ပြောခဲ့တာပိုကောင်းတယ်ပို့ပြီးတော့လည်းတန်းတော့ haptic ကဒီဖုန်းမှာမစိုးဘူးဗျာ keyboard ကအစား system haptic အစုံတော်တော်ကြီးကိုဒီဈေးမှာကျင်တဲ့အားရဖို့ကောင်းတယ် fingerprint ကလည်းအောက်ကလေးကိုနည်းနည်းလေးရောက်တာကလွဲရင် speed တော်တော်ကိုမြန်တဲ့ထဲမှာပါလာတယ်ကျွန်တော်တို့အားရတဲ့အချက်က software ပဲတော်တော်ကြီးကို smooth ဖြစ်တယ်နဲ့တင်းရဲ့ unique ဖြစ်တဲ့ဒီ icon တွေ widgets တွေ AOD တွေအကုန်လုံးမြင်ရမယ်လုတ်ဝဲလဲကင်းတယ်ဗျာ Google app စုံတယ် still လိုအပ်ချက်တချို့တနေရာရောရှိနေတော့မယ်ပေါ့ဥပမာပထမချက်ဆိုသူရဲ့ essential space လေးပေါ့နော် phone 3ရေတော့ပြောခဲ့သလိုပဲ idea မိုက်တယ်ဒါပေမဲ့သိပ်ပြီးတော့အတုံးမတည့်ဘူးနောက်ချက်ကတော့ animation app အဝင်ထွက်ထင်တဲ့တော့တော့ smooth မဖြစ်ခဲ့ဘူးနောက်ဆုံးအားမရတော့သူရဲ့ AI ပဲ Google ရဲ့ basic AI features တွေပါလာတယ် ChatGPT ကိုတန်းပြီးတော့သူ CMS Bus ကနေပြီးတော့ခေါ်လို့ရတယ်အကောင့်လေးတွေမိုက်တယ်ဒါပေမဲ့ တကယ်ကျွန်တော်တခြားဖုန်းတွေမှာမြင်ရတဲ့ကင်မရာနဲ့ဆိုင်တဲ့ AI နဲ့ gallery တွေက AI နဲ့ပုံလေးတစ်ခုကိုဘယ်လောက်ထိအသေးစိတ်ကြအောင် AI ကကူပေးမလဲဆိုတာတွေဒီမှာမပါလာဘူးပေါ့ maybe phone 3တို့ OS version အသစ်တို့မိတ်ဆက်တဲ့ချိန်မှာပါလာခဲ့ရင်တော့ဒါအတိုင်းထက်အလုံးပေါ့နော် performance check ကကြတော့ media check ရဲ့ damage 9300 pro နည်းနည်းလေး control bar share တော့ဖြစ်တယ် maybe budget limit ကြောင့်လည်းဖြစ်နိုင်တယ် nothing phone 3လို့ပဲ 7s gen 3တိုးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့မိုက်မယ်ပေါ့နော် anyway ဒီကောင်လေးကလည်းသူ့အတူ performance ဆိုလုံလောက်တယ် even game ဆော့မယ်ဆိုရင်တော့မတအားလောပါမကြီး okay သေးတာဥပမာ mobile legend မှာဆိုရင်လည်း super ro ultra ro ရတာတကယ်သဘောကျဖို့ကောင်းတယ်ဆိုရင်လည်း phone တအား over ကြီးဖြစ်တယ်မျိုးလည်းမကြုံရဘူးနောက်တစ်ခုကတော့ battery silicon carbon မသုံးသေးတဲ့ထဲမှာ nothing နဲ့ပါတယ်ဗျာကျွန်တော်တနာ YouTube ကြည့်တယ်တနာ mobile legend အစောကျတလား5%တက်မဆန်ကုန်တယ်900 mAh power ပါလာတဲ့ phone လုံးတက်ကတော့တရက်စာ AC လုံးလောက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ တနာရီခွဲလောက်အသွင်ရတာခြားခြားမပါလာတာတွေဒီဖုန်းရဲ့ဖိမ့်ပွိုင်းကိုပြောလို့ရတယ်။နောက်ချက်ကတော့ကင်မရာဗျာ CMF ဖုန်းမွှဲနဲ့ရှင်မယ်ဆိုတိတိတတကြီးကို upgrade ဖြစ်သွားတယ်လို့ပြောလို့ရတယ်။50 megapixel မှာမှာ sensor size ကိုပို့ပြီးတော့ကြီးပေးထားတယ်။ပြီးတော့နောက်တစ်လုံးက50 megapixel သုံးထားတဲ့ 2x zoom ရယ်8 megapixel ultra wide lens ရယ်။ကျော်ရီတခေါင်းနဲ့ပဲပြောမယ်ဆိုရင်တော့ nothing phone ချူရီကို OS ဖြုတ်လိုက်ရင်ကျွန်တော် ဒီ CMF ဖုန်းထုတ်ပို့လေးရတာပေါ့ဆိုဖုန်းသွင်းရအားသာကြအားနေချက်တည်းကဒီဖုန်းနဲ့တော်တော်လေးစင်တာပေါ့နော် color accuracy မိတယ် daytime quality မဆိုး portrait ရရတာ okay လာတယ်ပြီးတော့ preset လေးရအမှတ်ထားလို့ရတယ် zoom ဆွဲရတာဘာညာလည်းမဆိုးဘောနော်အားနေချက်ကတော့ processing time ကြာတာရှိမယ်လိုးလိုက်မှဆိုရင်ကျွန်တော်တော်တော်လေးညင်မိကြရတာရှိမယ် okay night mode တုံးမယ် night mode တုံးမယ်ဆိုရင်နည်းနည်းလေး soft ဖြစ်တယ်ပေါ့ပုံက now camera က 4K 30 frame per second ရမယ်အရှိတ်က 1080p ကိုမှ60 frame per second အထိအမြင့်ဆုံးထားပြီးရိုက်လို့ရတယ် ဒါပေမဲ့ကင်မရာဘိုင်းနဲ့ပတ်သက်လို့တော့အဲ့လိုဒီကောင်ဦးစားပေးပြီးတော့မရွေးချယ်စေချင်ဘူးသို့တော့သို့တော့ပေါ့နော်ဒီ CM phone man တို့ netting phone 2a တို့ထက်တော့ရှင်ရွေးမယ်ဆိုရင်ပို့ပြီးတော့ရွေးပြော်တဲ့အနေအထားမှရှိရဲဆိုတော့ phone 2 pro ကဘလို့လူတွေအတွက်လဲပေါ့နော်ပြောမယ်ဆိုရင်တော့ netting os ကိုဈေးအတန်ဆုံးနဲ့ကင်ချင်တဲ့သူတွေတကယ်စဉ်းစားတဲ့နေရာမှာပါတယ်ကိုယ်တိုင်လည်းအဲ serious speaker မပါတာလေးကိုတော့အားမရဘူးပေါ့နော်အဲ့ဒါလေးကလွယ်ရင်ဒီဖုန်းက daily usage တော်တော်ကြီး โอเคတယ်လုံလောက်တယ်လို့ပြောမိတယ်ဖုန်း yeah ကြည့်နေသူတွေအနေနဲ့ကတော့ nothing phone 2 pro ကိုဝယ်တဲ့ဝယ်တဲ့ comment လေးမှာတစ်ချက်လောက်ညှင်းခဲ့ပြီးတော့ဆွလိုက်ပါတယ်ကျွန်တော်ကျွန်ဖြစ်ပါတယ်အားလုံးဟုတ်ပါ